ရခိုင်ပြည်မင်းပြမြို့နယ်မှာကောက်ရလာတဲ့စစ်ကြံဘုံသေးတလုံးကိုထုခွေကြည်တာကြောင့်ပောက်ကွေးပြီးလူငွေတဦးသေဆုံးသွားသလို၃ဦးဒဏ်ရာသွားခဲ့ပါတယ်။အသက်၅နှစ်အရွယ်မောင်ညင်ညင်စွာသေဆုံးသွားတာပါ။သူဟာငါးချသွားစဉ်မှာရာမောင်ကန်းဆက်ကကောက်ရလာတဲ့ဘုံသေးတလုံးကိုလေးကွာနဲ့ထုကြည်တာကြောင့်ပောက်ကွေးပြီးသေဆုံးသွားတာပါ။ဒါအပြင်အနီးနားမှာရှိနေတဲ့အသက်၅နှစ်အရွယ်မောင်ထွန်းထွန်းမြင့် အသက်19နှစ်အရွယ်မောင်ကြီးနဲ့အသက်55နှစ်အရွယ်ဒေါက်တိန်ရှေတို့မှလည်းဒဏ်ရသွားပြီးလက်ရှိမှာတော့စစ်ကူတာမုတ်ခံယူနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ3ရက်နေ့ကလည်းရခိုင်ပြည်ကွန်မြူနီမှာစစ်ကြံပေါင်းသီးတလုံးကိုထုတ်ခွဲခဲ့တာကြောင့်3ဦးသေဆုံးပြီး2ဦးဒဏ်ရသွားခဲ့ပါဗျ။လာတူပဲပြီးခဲ့တဲ့အောက်ဂုတ်လကလည်းမြောက်ဦးမြို့နယ်ဝေသာလီကျေးရွာမှာစစ်ကြံပေါင်းသီးတလုံးကိုဆော့ကစားရာကနေကလေးတူဦးသေဆုံးပြီး4ဦးဒဏ်ရသွားခဲ့ပါဗျခင်ဗျာ။ 嗯。Yeah, yeah, yeah. <laughs>